ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ AB လ23ရက်ပေါ်တော်ဦးနေ့အတွက်မိုးလဝတခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ညင်းကလေးရင်တဲ့အနေနဲ့မနေ့က AB 22ရက်နေ့ည6:00နာရီအချိန်အထိစကိုင်းကလေးရဲ့နောက်ဆက်တွဲအဖြစ်ညင်းကလေးလှုပ်ခတ်မှု633ကြိမ်ရှိပြီဖြစ်ပါတယ် ီနေ့2025ခုနှစ်နှစ်ကောင်အထိအနီညိုမဟုတ်လာနီညာမဟုတ်တဲ့ဂျာနေရာဒီဥတို့အခြေအနေဟာ90ရာခိုင်နှုန်းရှိပြီးလာနီညာဖြစ်နိုင်ခြေကတော့40ရာခိုင်နှုန်းခန့်ရှိတာကြောင့်မြန်မာနိုင်ငံအတွက်ရာဒီဥတို့ပြောင်းလဲဖောက်ပြန်မှုညှော်နေတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသုံးသပ်ထားပါတယ်။ဒါကြောင့်ရင်းနဲ့မုန်တိုင်းများကြောင့်ဖြစ်ပေါ်နိုင်တဲ့သဘောအဘေးများညှော်နေနိုင်မယ်လို့ဆိုပါတယ်။ ဒီကနေ့ကနေနောက်3ရက်အတွင်းမန္တလေးတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကမြို့ချုံမှာ60ဒီဂရီစနီဂရိတ်နဲ့အထက်အပူချိန်မြင့်တက်လာမယ်လို့လည်းသိရပါဗျ။ဒီကနေ့ညနေအထိကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကျကျမန္တလေးတိုင်းတနင်္လာရီတိုင်းကရင်ပြည် ချင်းပြည်မွန်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြောင်မိုးတချုံရွာနိုင်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ်။ကြံပြည်နယ်နဲ့တိုင်းတို့မှာတော့တရင်တရင်တင့်ဖြစ်ထောင်းပါမယ်။ ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတရင်တင်တင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်တို့မှာတရင်နေငယ်ဖြစ်ထွန်းနေပါတယ်မြမပင်လယ်ပြင်မှာတော့လှိုင်းအနှဲငယ်ကနေလှိုင်းအသင်တင်ရှိပါမယ်နောက်နှစ်ရက်အတွင်းကချင်ပြည်ကရင်ပြည်မွန်ပြည်ရှမ်းပြည်နဲ့စကိုင်းတိုင်းထပ်ပိုင်းတရနိုင်တိုင်းတို့မှာ နေရာကွက်ကြားကနေနေရာကျကျမုတ်ထချုံရွာပါမယ်ရှင် ကျမနွယ်နွယ်ပါ